ားလို့သားလေးစားပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube Channel လေးကနေ YouTube စာပြန်လေးကြိုဆိုလိုက်ပါလေ ACC တရားရုံးကတရားခံမင်း online ကိုဖန်ဝင်ရန်အမိန်အချိန်မီထုတ်ပြန်ပေးဖို့ကုလသမဂ္ဂညီလာခံမှာတမ်မတ်ကြီးဥကြုံမထွန်းကတောင်းဆိုတက်တွန်းလိုက်ပါတယ်မြန်မာပြည်သူတွေကိုအကြံပေးစစ်တပ်ရဲ့စစ်ရာဇဝတ်ရန်စီကနေကာကွယ်ပေးနိုင်ရဲ့တရားခံမင်း online ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ACC ကဖန်ဝင်ရန် တို့အမိတ်ချင်းမီထုတ်ပြဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေတမ်းကိုစလီတန်မတ်ကြီးဥက္ကမထွန်းကတောင်းဆိုတိတ်တုံလိုက်ပါတယ်ဂျမန်နဲ့အမေရိကန်ပြည်ထောင်စုနေယူရမျိုးကုလသမဂ္ဂဌာနချုပ်မှာကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံကြီးအစီအဝေးရဲ့ကာကွယ် မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ပြတ်မှုစစ်ရာဇဝတ်မှုလူမျိုးစုအလိတ်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့အပြစ်မှုများကာကွယ်တားဆီးရင်နှစ်20ပြည့်အထိမ်းအမှတ်အစီအဝေးတွင်တန်မတ်ကြီးကအထက်ပါတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလူသားမျိုးနွယ်အစုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများရဲ့တရားခံမင်းအွန်လိုင်းကိုမြန်မာ ဖန်စီဖို့အတွက်နိုင်ငံတကာရသွဲခုံရုံးရဲ့ free trail chamber ဝမ်းမှာ စစ်စေးဖို့နိုင်ငံတကာရသွဲခုံရုံးရှင်းနေက2024ခုနှစ်နိုဝင်ဘာလအတွင်းမှာဝယံချထားခဲ့တဲ့အပေါ်ဂျိုဆိုလက်ခံပါကြောင်းရှင်မာအနေနဲ့နိုင်ငံတကာရသွဲခုံရုံးရဲ့ဖန်ဝင်အမိန်ကိုလည်းအချိန်မီထုတ်ပြန်ပေးဖို့တိုက်တွန်းလိုကြောင်းသောမသား ပြည်သူများရဲ့အသည့်အဝင်အစီအစဉ်ကိုစစ်တပ်ရဲ့ရဇဝတ်မှုအန်ဒီရန်စီကနေကာကွယ်ပေးနိုင်ပြီဖြစ်ကြောင်းကြောင်းတမ်မကြီးဦးချုံမထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံမှာစစ်ရဇဝတ်မှုနဲ့လူသားမျိုးတွေပေါ်ကျူးလွန်တဲ့ ရသမမှုများတဲ့အပြည်ပြည်ဆိုင်ရာဥပဒေရှုဖော်မှုများရဲ့ဒဏ်ကိုအပြတ်သားပြည်သူများကခံစီခံနေရတယ်လို့အတွင်းမှုချုပ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားကြောင်းစစ်အုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုဖြစ်စည်းထားတဲ့အပြင်အကြမ်းဖက်မှုများနဲ့ဖိနှိပ်ချုပ်ချယ်မှုများကိုစနစ်တကျဆက်လက်ကျူးလွန်နေကြောင်းကိုကြီးချင်းအပြင်၎င်းတို့ဟာလူသက်နဲ့အပြည်ပြည်ဆိုင်ရာညာဆွဲဥပဒေတို့အားအရေးမစိတ်ကြောင်းကိုမျက်နှာပြောင်းစွာပြသနေကြောင်းတမ်မက်ကြီးကနိုင်ငံတကာသို့အသိပေးပြောကြားခဲ့ပါတယ် เซลส่วนนี้เนี่ย ပြည်သူများအပေါ်ရစ်စစ်စံကြောမှုများဆက်လက်ကျူးလွန်နေပြီးစိတ်မဲ့ပြူခြင်းကိုလည်းနေ့စဉ်နဲ့အမျှတိုးမြင့်လှုပ်ဆောင်လျက်ရှိကြောင်းဆေးဥစုနှင့်၎င်းတို့နှင့်စစ်နွေနေသူများရဲ့ရရစ်စစ်စစ်တပ်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူပေါင်းဟာ6800ကျော်ရှိတယ်လို့အတည်ပြုထားနိုင်ပြီးကိကနတ်အမှန်မှာထိုထက်ပိုမိုမြင့်မားနေကြောင်း၎င်းကထည့်သွင်းပြောဆိုပါတယ်ရှင်အပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိကြောင်း3.5တန်းမှာနေရက်ဆွန့်ခွာနေရပြီးတန်း20ကျော်မှာလူသားချင်းစာနာထားမှုအကူအညီများအရှိဘိုလ်လိုရတဲ့ရှိကြောင်း ရင်းနဲ့စေတစီတက်တမ၄တန်းမှာအမျိုးသမီးများနဲ့ကလေးတငယ်များဖြစ်ကြပြီး၆တက်တမ၃တန်းမှာကလေးများကလေးတငယ်များဖြစ်ကြကြောင်းဒီနေ့အတူမတန်ဆန်းသူများနဲ့အခြားဖြစ်ချင်း ခံထားတဲ့အဆုများအနေဖြင့်လေအလာတူအချင်းတွေအများအမာထိခိုက်လွေလျက်ရှိကြောင်းရ ेंजर များအနေဖြင့်လေနေရတော့ဘေးကင်းလုံးချုံစွာတိတ်ခါရှိစွာနဲ့အစံနှအလျောက်ပြန်လေတွားရရေးအတွက်လေမရေရာမှုများနဲ့ရင်ဆိုင်နေရကြောင်းသိရပါတယ် 2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတည်ပြုပြဌာန်းခဲ့တဲ့အတူပီစီမင်းအရာ ပြည်သူလူထုကိုလူမျိုးတုံးတက်ပြတ်မှုဆင့်ရဆွဲမှုများမူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကျူးလွန်ခံရခြင်းမှာကာကွယ်ပေးရန်နိုင်ငံများမှတာဝန်ရှိတယ်လို့အလေးထားဖော်ပြထားကြောင်းနိုင်ငံတနေငံရဲ့အနေနဲ့အဲ့လိုဆောင်ရွက်ရန်ပြည့်ကွက်လို့ရှိရင်တော့မဟုတ်ပါကရင်း ကိုတိုင်ကအစပါပြစ်မှုတွေကျူးလွန်ထားလို့ရှိရင်နိုင်ငံတကာအသိဝင်ကစုပေါင်းအရေးယူဆောင်ရည်ရန်တာဝန်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့အကြက်တွေဟာခြေကွေးဖွေကောင်းတဲ့ဥပမာတစ်ခုပဲဖြစ်ကြောင်းတန်မတ်ကြီးကဆိုပါတယ်ဆေးဥစုအနေနဲ့ပြည်တံကန်းလခွင်ကိုအတုံးချကလူမဆန်တဲ့လောက်ရများကိုစတိုးကျူးလွန်နေပြီးပြည်တွင်းဥပဒေများနဲ့ အာတုပြည်စင်မြင်အနှစ်သာရအပါဝင်အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လေးရှိကြောင်းမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးစီရင်ခံစာတင်တဲ့သူနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရာတို့က၎င်းတို့လက်ဝဲစေအုပ်စုမှစနစ်တကျကျွလွန်ထားတဲ့လူမျိုးနွေစုအပေါ်ကျွလွန်တဲ့ရာဇဝတ်မှုဆိုင်ရာအထောက်အထားအလုံးအလော့ရှိတယ်လို့အတိပေးထားကြောင်းနိုင်ငံတကာအသိဝန်းအနေနဲ့ရှင်းတက်တဲ့အထောက်အထားများကိုအသုံးပြုရရာဇဝတ်သားများကိုတရားဥပဒေအရ တာဝန်ခံမှုရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းတာမတ်ကြီးကတိုက်တွန်းထားပါတယ်။နိုင်ငံတကာအသိဝန်အထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့လည်းတုံ့စိတ်မနေဘဲညီညွတ်သောပူးပေါင်းဆောင်ရွက်မှုများရှိသောရှင်းကပ်မှုတွေနဲ့စုပေါင်းအရေးယူဆောင်ရွက်ခြင်းများရှာမရမည်ဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်2600 69ကို အခြေခံကအရေးယူဆောင်ရွက်ချက်ကိုဗဟုပြုရေးစောင့်ကြည့်လေ့လာမှုနဲ့စင်ခံမှုရန်တရာတို့ပါဝင်သောဆုံးဖြတ်ချက်အားထက်မှန်ချမှတ်ရန်အထူးလိုအပ်ကြောင်းစစ်တပ်ထံသို့လက်နက်ခေယံလေးရင်းစီးနှင့်ငွေကြေးထောက်ပံ့မှုများစီစဉ်နေမှုအားရှင်းရှင်းရပ်တန့်ရမည်ဖြစ်ကြောင်းထို့သောလှုပ်ဆောင်ရန်အထွေထွေညီလာခံနှင့်လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်များလေးရှိထားပြီးဖြစ်သောကြောင့်တိကျပြတ်သားစွာလှုပ်ဆောင်ရမည်ဖြစ်ကြောင်းတန်မှတ်ကြီးကတည်တွင်ထားပါသည် ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့မိဖပြည်သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ stop flow of weapons to the military hunter stop flow of jet fuel and jewel use item to the military hunter